ဒီနေ့မှာတော့ KD ရာဒီ Thanks for ဆိုတဲ့ဆိုင်လေးမှာပေါ့နော်တော်ဆာမှာဖြစ်ပါတယ်ဆိုင်လေးကတော့ Thanks for လို့ခေါ်ပြီးတော့မြန်မာရခိုင်သမီးဟင်းနဲ့အကျော်ဆုံးနဲ့အကုန်ရတယ်ပေါ့နော်ဒီဆိုင်လေးကတော့ကြောင်မြောင်းလမ်းမှာရှိပါတယ်။ဆိုင်လေးကဝင်လိုက်တာနဲ့တန်ရှင်းတက်ရပြီးတော့အောက်ထပ်နဲ့ဘော်ဒါဆိုပြီးတော့လက်ထပ်ရှိရပေါ့နော်။ ခေဒီကတော့အပေါ်ထပ်မှထိုင်ဖို့ပဲယူလိုက်ပါတယ်။ကဲဒါရောခေဒီယူရတဲ့နေရာလေးရောက်ပါပြီပေါ့နော်။အယုံဆုံးမီနူးလေးကြည့်ပါရစေ။အာမီနူးလေးရအဆုံမဲပေါ့နော်။သူကထိုင်းစာတွေရောတရုတ်စာတွေရောရခိုင်စာတွေရောအကုန်ရပါတယ်။ဘူးတလင်အကျော်ဆုံးမီးကစားခြင်းနေရာချပြီပေါ့နော်။သူတို့ဆိုင်မှာဒါနာမည်ကြီးအကျော်ပေါ့နော်။အဲ့ဒါလေးကိုအရင်ဆုံးမှားထားပါဗါး။ဒါလေးကတော့အာလူကြော်လေးပါ အယုံဆုံးအကျော်လေးရပူလေးဆိုတော့အားလုံးကြိုလင်စားကြည့်လိုက်မယ်နော်အကျော်လေးရတကယ်ရတာကောင်းတယ်အစီရင်ဝေ့ပြီးတော့အများကြီးအဲ့လိုမျိုးအစီရင်အများကြီးဆိုရင်အကျော်မျိုးမဟုတ်ဘူးပေါ့နော်စီရတယ်နည်းနည်းလေးပဲပါတယ်အားလုံးကြိုလင်ရလည်းတတော်လေးကိုစားကောင်းတယ်နော်ပြင်းတော့အချိုက်ဆုံးကုတိချော်လေးလာပါပြီ ူဒီချော်ဆိုရင်အကျော်ထဲမှာဒါအချိုက်တယ်ပေါ့နော်ဘူဒီချော်လေးစားကြည့်ရဘူဒီချော်လေးကချွတ်ချွတ်နေရပေါ့နော်ပူပူလောလောလေးလည်းဖြစ်တယ်ချွတ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 ်လေးလည်းဖြစ်တယ်တော်တော်လေးစားကောင်းပါတယ်ဒီအချော်မှာပါရဲပေါ့နော်အချိန်လေးကလည်းတော်တော်လေးကိုရတာရှိတယ်ပေါ့နော်ဆက်ထားလည်းအဆက်ဆက်တဲ့ပြီးတော့အချော်လေးနဲ့ဆိုရင်တော့တော်တော်လိုက်ပါတယ်ဒါလေးကတော့ချက်တုံကျော်လေးပါနော် အကျော်ရီအကုန်လုံးကတော်တော်လေးစားကောင်းတယ်။အလူကျော်ရောခုနကပူတီကျော်ရောအခုဆိုရင်တော့ဒါချက်သွန်ကျော်ပေါ့နော်။ချက်သွန်ဆိုဆိုလည်းကျွရင်းရောနေရာပဲချက်သွန်ကျော်တိတ်ပြီးတော့အင်းရဆိုအကျော်ရီမှာတိတ်မစားဖြစ်ပေါ့နော်။ဒီချက်သွန်ကျော်လေးကတော့တော်လေးသဘောကျတယ်။ကဲပြီးရင်တော့ဒါပြောင်းမှုကျော်လေးပေါ့နော်။ပြောင်းမှုကျော်တာဒီရဲ့တိုင်းမှာလုံးဝချွတ်ချူလေးချွတ်ချူလေးနဲ့ချွတ်ချူရေးရလေးမို့လို့တော်တော်လေးစားကောင်းပါရှင်။ နောက်ဆုံးတစ်ခုစားမလေးရတော့မန္တလေးပဲကြော်ပေါ့နော်မန္တလေးပဲကြော်ကတော့တည်တဲ့အတိုင်းပဲမွေးငါလည်းပဲထည့်စားစားပါပဲစားစားအခုံလုံးကြိုက်ကြတဲ့အကြော်လေးပေါ့နော်ဒီအားလေးကိုလည်းခင်ဗျာဒီတိုင်းလေးစားပါတယ်ဒီတိုင်းစားတဲ့ဟာမှာအဲ့လိုမျိုးစီရေဝေ့ပြီးတော့ပေါ့နော်အာပတ်သက်ထဲမှာစီရေများနေရတဲ့ကြောင်းလို့မရှင်းမရှင်းဖြစ်တာရင်မရှိဘူးအရင်ကလည်းအရင်ကောင်းတဲ့တန်တန်ရှင်လေးနဲ့ကြော်လာတာမို့လို့ပူတလင်အကျော်ဆုံးလေးကိုစားကြည့်ကြပါလို့ပြောချင်ပါတယ်။သူ့ဆိုင်မှာရတဲ့မင်းနူးရီကတော့တော်တော်လေးဆုံတယ်။ဆိုင်လေးကလည်းတက်တက်ရရလေးပေါ့နော်။ သူကမြန်မာသမီးဆိုင်လို့တော့မထင်ရလောက်အောင်ပေါ့နော်အပြည့်အစင်လေးရတယ်တော်တော်လေးကောင်းတယ်သူ့မှာဆိုရင်ဒီလိုမျိုးဟင်းတွေလည်းအများကြီးရတယ်ပေါ့နော်ခုနအကျော်စားပြီးပြီဆိုတော့ green lin ရှင်းတော့အောင် kitty ya raspberry soda လေးမှာထားရပေါ့နော်ပြင်းချင်းကကြိုက်တာမလို့ပြင်းချင်းကရခိုင်တုတ်ကလေးလဲမှာထားပါတယ်။ပြီးရင်တော့သူဆိုင်မှာလူဆာများဆုံးဖြစ်တဲ့ဝတ္တဏီအိုးကြီးချက်လေးလဲမှာထားပါတယ်။ ခင်ဗျာထမင်းလည်းမစားရသေးဘူးဆိုတော့ထမင်းလေးစားကျင်တာနဲ့ဝက်ပင်စိမ်းထမင်းလေးလည်းမှာထားပါဗျ။ကဲဒါတွေကတော့ခီဒီမာလာတဲ့ဟာလေးတွေပေါ့နော်အစုံသုံးရောက်လာပါပြီ။ဒါဆိုရင်စားကြည့်လိုက်ရအောင်။အရင်ဆုံးမိုက်ကစာနေပြီမို့လို့ဝက်ပင်စိမ်းထမင်းလေးအရင်စားကြည့်လိုက်ရအောင်နော်။ဝက်ပင်စိမ်းထမင်းလေးရလေးကြီးလိုက်တာနဲ့ဘလုံးဝစားခြင်းစရာလေးပေါ့နော်။ ထမင်းလေးရလဲပူပူလေးဝက်ပင်စင်ရဲ့အရသာလေးရလဲအရသာအပူအလိုလုံးဝမရှိဘူးလုံးဝတိမိနေတာပဲဝက်သားလေးရတဲ့တော်လေးကောင်းတယ်ပင်စင်ရသာလေးရဲ့ပြီးတော့အထဲမှာသူကပဲသီးလေးလဲပါတယ်ပေါ့နော်ဘိုက်ကလည်းစားအရသာလေးရလဲအရန်ကောင်းတော့ခီတီလုံးဝအချိုက်ပါပဲပြီးရင်တော့ခီတီကကျုပ်ဟော့ပွိုင်းလေးနဲ့လဲတွဲစားတယ်ပေါ့နော်ကျုပ်ဟော့ပွိုင်းဆိုရင်လေအဲ့ဒီအထက်ကအနှစ်အနှစ်လေးပေါ့နော်တအားကြိုက်တယ်အဲ့ဒီအနှစ်ကတော်တော်ရသာရှိရဲစားလို့လဲကောင်းတယ် ကဲဒီတစ်ခါကတော့တမင်းမပါဘဲနဲ့ဟိုဒီတိုင်းပလိန်ဆွဲมาပေါ့နော်ဝက်ပင်စင်ကိုလည်းပလိန်ဆွဲတာအရသာကြီးကလုံးဝတိမိညာမတော်တော်စကောက်နေဒီဆိုင်မလီဝက်ဝက်ပင်စင်တမင်းလေးစားဖို့ပေါ့နော်အကြံပေးချင်ပါတယ်ဒါလေးကတော့ဝက်သနီအိုးကြီးချက်ပါသူဆိုင်ရဲ့ဒါ signature လို့လည်းပြောလို့ရရပေါ့နော်ဝက်သနီအိုးကြီးချက်ကကြတော့သူကအချိုလေးချက်ထားတာပေါ့နော်ချက်သွန်လေးနဲ့အချိုလေးပေါ့နော် အဲ့ဒါကိုဖတ်သားတုံးကြည့်ကြည့်နဲ့ KTI အလိုထမင်းနဲ့ရောပြီးတော့စားပါမယ်။ကဲအမဘတ်ဇက်ထဲကိုအဲ့လိုအတင်းနေထိုးထဲတာပေါ့နော်တအားစားကောင်းတယ်။သူဆိုင်မှာ private room လေးလည်းရှိရဲပေါ့နော်။ပြီးရင်တော့လုံးဝအီပြေလေးပေါ့နော် raspberry ဆိုတာလေးတောက်ကြည့်ပါမယ်။အဲ raspberry ဆိုတာလေးကလေအယောင်လေးနဲ့တော်တော်ချစ်ဖို့ကောင်းနေပြီအပြောင်လေးဆိုတော့လေ ခုနကအကျော်ရီရော ထမင်းနီရောဝတ်သားရီရောစားထားတဲ့ဟာပေါ့နော်ဒီဟာလေးနဲ့ဖြီးလိုက်လို့ရှင်လုံးဝလန်းဆန်းသွားတာပဲ10 age ပေါက်မှာကရင်ွေးချမ်းနဲ့အချိုပွဲလေးလည်း free ပေးတယ်နော်ခီရီရဲ့လုံးဝအတိုက်ဆုံးအပိုင်းကကြတော့အလိုအစီပေါ့နော်အစီအခောက်ကိုတအားကြိုက်တယ်ကွာဒါဆိုရင်အဲ့ဒီအစီကိုဒီတိုင်းစားပါပါတကယ်ဆိုရင်တော့အစီအရကြောင့်တိတ်မကြိုက်ကြဘူးကောနော်ခီရီကလည်းအစီပဲကြိုက်တာအစီနဲ့အခောက်ဆိုတအားကြိုက်တယ် ကဲဒါလင်းကတော့ပြည်ကြီးကရခိုင်တုတ်ကလေးပေါ့နော်ပြည်ကြီးကလေးရပေါ့နော်အနက်ကိုရှူလိုက်တာနဲ့လုံးဝအဆက်တဲ့အနက်လေးရထောင်းနေရပဲခင်ကြီးကတော့ထုံးဆိုင်နိုင်အဆက်မစားနိုင်တာမို့လို့အဆက်လေးချော်ထားရပေါ့နော်ပြည်ကြီးကလေးရလက်လက်ဆက်ဆက်လေးနဲ့ထုတ်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 လို့ညတော်လေးစကောင်းနေရခိုင်လိုက်ရဆိုတော့လုံးဝရှယ်ပဲနည်းနည်းဆက်လို့ဆိုပြီးတော့ခင်ကြီးကအဲ့ဒီပြည်ကြီးကလေးကိုထမင်းနဲ့တွဲစားလိုက်ပါတယ်အဲ့လိုလေးကြတော့အဆက်လေးရနည်းနည်းလေးပော့သွားတယ်ပေါ့နော် တအားစားကောင်းနေအဆက်ရတာဆိုတော့ထိမိနေရပဲဆိုင်လေးကအေးလေးအေးတယ်ဆိုတော့အေးစစ်နဲ့လည်းစားလို့ရတယ်အဲ့တော့တို့လိုပြစ်တလို့ထိုင်းပြီးတော့ကြိတ်နေရပါသူဆိုင်မှာကထမင်းနဲ့ဟင်စားမယ်ဆိုရင်လည်းဒီလိုငပိရင်နဲ့တို့စရာလေးကို free ပေးတယ်ပေါ့နော်ကလေးအိမ်မှာဆိုရင်လည်းအလုံးငပိရေစားတာရမ်းကြိုက်တယ်အတူအပြုံတွေနဲ့စားတာလည်းဒါသဘောကျရပါတော့။အဲနဲ့ပေတီလေးကိုငပိနဲ့တို့ပြီးစားလိုက်ပါတယ်။ ။ငပိလေးရတော်လေးရတာကောင်းတယ်။တအားကြီးနဲ့မဆက်ဘူးပေါ့နော်။အတူအမျိုးဆိုရင်လည်းသူကအစုံပေးထားရပေါ့နော်။ဒါတော့ပယ်လေးတစ်ဖြက်ပါ။ Thanks ပေါ့မှာဒီဇင်ဘာလအတွက်30% off promotion လေးလည်းလုပ်ပေးထားတယ်နော်။ဆိုင်လေးမှာစားလို့ရှိရင်30ရာခိုင်နှုန်းတော့ off ပေးမှာမို့လို့သွားစားဖို့မမီနဲ့နော်။ ဒါလေးကတော့ Times Box က free ပေးတဲ့အချိုပွဲလေးပါအချိုပွဲလေးလည်းစားခဲ့တယ်ပြီးတော့သူရင်းနှီးချမ်းလေးလည်း free ပေးတယ်ရင်းနှီးချမ်းလေးလည်းခရီးရတော့တောက်ခဲ့ပါတယ်ချိုပွဲလေးပြီးပြီဆိုတော့အားလုံးပဲတတ်တာ